စီးပုတ်ကင်ယူတိုင်းမရဘူးဖြစ်နေတဲ့တငယ်ချင်းတွေပြီးတော့ကျွန်တော်တို့ဒီတန်ယုံကနေပြီးတော့မှစီးပေးတဲ့အချိန်မှာဒီ website မှာမြန်မာတန်ယုံလိပ်စာပေါ်မလာဘူးဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ဒီ video ကအကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အအဓိကကကျွန်တော်ဒီ video ရိုက်တာကလည်းဘယ်လိုစီးယူတိုင်းမရဘူးဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ပေါ့နော်ဒီကျွန်တော်ရှေ့မှာလည်းစီးပုတ်ကင်ဘလို့ယူရမလဲဆိုတာကိုကျွန်တော် laptop နဲ့ယူပြခဲ့ဘူးရေပေါ့နော်အဲ့ဒီတော့ငါယူရနေရလဲနီးတနီးပဲအခုကျွန်တော်ဒီနီးရတော့ ဟိုနောက်ဆုံးနောက်ဆုံးပေါ့နော်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ယူပေးပြီးတော့မှကျွန်တော်တွေ့ထားတဲ့နေလမ်းတစ်ခုပါဟိုမြန်လဲမြန်တယ်ရဖို့လဲခွင့်ကြီးတော်တော်များရယ်ပေါ့နော်အဲ့ဒါမို့လို့ကျွန်တော်ဒီဟာလေးကိုအားလုံးနဲ့ sharing ဟိုအားလုံးနဲ့အတူစီရစေချင်လို့ပေါ့နော် sharing တစ်ချက်လုပ်ပေးရပါဟုတ်ဒါပေမဲ့တခုရှိတာကခုမှဘာတွေရှိဖို့လိုမလဲဆိုတော့ဖုန်းကောင်းကောင်းတစ်လုံးရှိဖို့လိုပါမယ်ပြီးတော့အင်တာနက်လိုင်းကောင်းဖို့လိုပါမယ်အဲ့ဒီနှစ်ခုရှိမှပဲအခုကျွန်တော်ပြောတဲ့နေရာနဲ့အဆင်ပြေပါလိမ့်မယ် ဒါတခုကြိုးပြောတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လည်းဒီစီးဘလိုယူရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပြပါမယ်တစ်ချက်လိုက်ကြည့်ပေးပါနော်အဲ့ဒီတော့ကျွန်တော်တို့အရင်ဆုံးဒီက browser ရဲ့အရင်ဝင်လိုက်ပါမယ်ကျွန်တော်ပုံမှန်အတိုင်းပေါ့နော်ပုံမှန်အတိုင်းပဲကျွန်တော်ဒီမှာ console 24ကိုရိုက်ချလိုက်မယ်ရိုက်ချလိုက်ပြီးတော့ဒီမှာသူ website ပေါ်လာရဲ့ဆိုလို့ရှိရင် website ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဝင်လိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာတွေ့ရမလဲဆိုတော့ reservation to diplomatic mission ဆိုတာကိုတွေ့ရမယ်အဲ့ဒီတော့ကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်အ sorry ကျွန်တော်ဒါကိုဒါကကျွန်တော် window version လောက်ထားလို့ပေါ့နော် window version တစ်ချက်ပြန်ပြေးလိုက်မယ်အဲဒီမှာ mobile version ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ make a reservation ကိုသွားမယ်ပုံမှန်အတိုင်းပဲ okay ဒီမှာ require ဘေးကအမှန်တရားအလုံးကိုအမှန်ချစ်မယ်ဒါ email ရွေးထားမယ်ပြီးတော့ကိုယ့်ရဲ့ passport ပေါ်မှာပါတဲ့နာမည်လေးကိုတစ်ချက်ရွေးမယ် နာမည်အားလုံးအကြီးငယ်ရေးရမယ်ပေါ့နော်နာမည်အားလုံးအကြီးငယ်တစ်ခါလေးရေးရမယ်ပြီးတော့ကျွန်တော်ဒီမှာ email address email address နေရာမှာကိုယူမဲ့ email ရဲ့လိပ်စာကိုထည့်မယ်ကျွန်တော်တို့ဒီနေရာမှာ gmail ထည့်ကြလောက်မလို့ပါဘူးနော်အချင်းမီတော့ကွန်ဟုတ်ကဲ့ပြီးတော့ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးတစ်ချက်ရေးပါမယ် ဒီအဆင့်ညာတော့ကျွန်တော်ပုံမှန်လော်ရီလုံးစင်အတိုင်းပဲလုံးနေကြအတိုင်းပဲပေါ့နော်အလိုဆိုတော့အရင်ကြီးတော့ခတ်မှာမဟုတ်ဘူးဒီညာတိကလွယ်ပါတယ်ဒီမှာပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပါမယ်โอเคပြီးရင်ကျွန်တော်ဒီအောက်က capture code လေးမှာခွန်က33ညာ1လေးဆိုတာလေအောက်ကပုံနဲ့နံပါတ်လေးပေါ့နော်အားလေးထည့်လိုက်မယ်ထည့်လိုက်ပြီးရင်ကျွန်တော်ဒီမှာ send verification number ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရင်ရပါပြီဒါပေမဲ့တခုပြောချင်တာက စီးယူမယ်ဆိုလို့ရှိရင်အ ਨੇ ဆုံးတနာကြီးမဟုတ်ရင်မိနစ်40လောက်ကိုကြိုးဝင်ပါအဲ့ဒါမှပဲကျွန်တော်တို့စီးပေးမယ့်အချိန်တွေကခွင့်တိဖြစ်မယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်ဒီမှာ send verification number ကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ချက်ချင်းပဲသူကအဲ့ဒီ mail ကိုကုတ်ချလိုက်ပြီးလို့တန်းပို့တယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့တကယ်တကယ်ယူတဲ့အခါမှာကိုကစောစောဝင်မထားဘူးဆိုလို့ရှိရင်ဒီနေရာမှာရင်ကျွန်တော်မိနစ်10မိနစ်15မိနစ်မိနစ်20အဲ့လိုစောင့်ရတဲ့အချိန်တွေကြာပါတယ် လို့ဆိုတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့မိနစ်40လောက်ကြိုးဝင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ Okay ဒီမှာကုတ်ပို့လိုက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ကုတ်ကိုတစ်ချက်သွားကြည့်လိုက်မယ်။ဒီမှာကုတ်ရောက်နေပြီပေါ့နော်။22645ပြီးရင်ကျွန်တော်တို့ login ဝင်လိုက်ပါမယ်။ Okay ။ဒီ ascent ကြီးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြောမဲ့တက္ကနိအပိုင်းလေးတစ်ချက်လာပါပြီ။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရှေ့တစ်ခေါက်ဒီမှာပြောတော့ကတော့ ဒီနေရာမှာကျွန်တော်တို့ South South Asia and the Pacific ကိုရွေးမယ်ပြီးရင်နိုင်ငံဟိုခုလက်ရှိတိုင်ယွမ်ကိုဖွင့်ပေးထားတဲ့နိုင်ငံတိုင်းနိုင်ငံရွေးပြီးတော့မှကျွန်တော်တို့ဒီနေရာမှာကျွန်တော်စောင့်နေမယ်လို့ပြောခဲ့တယ်ပေါ့နော်အရင်တော့ကဒါကျွန်တော်ရဲ့နီးပေါ့အရင်တော့ကျွန်တော်နီးရကြတော့ဒီမှာဒီနိုင်ငံကိုရွေးထားမယ်ရွေးပြီးရင်ကျွန်တော် next ကိုသွားပြီးတော့ဒီနေရာမှာစောင့်နေတယ်ပေါ့နော်တကယ်တကယ်ပြီးမဲ့အချိန်ကျမှကျွန်တော်တို့က back ပြန်ဆုတ်ပြီးတော့မှလုံမယ်လို့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တယ် ဒါပေမဲ့အခုတစ်ခေါက်ဗီဒီယိုမှာကြတော့အဲ့လိုမဟုတ်တော့ဘူးဒီနေရာအထိရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီမှာပေါ့နော်ဒီနေရာမှာ South South Asia and the Pacific ပြီးရင်ကျွန်တော်တို့ဒီနေရာမှာမြန်မာကိုယူရမှာမြန်မာကိုယူရမှာဖြစ်တဲ့အတွက်မြန်မာအချိန်သူတို့အတန်ရောင်းကပေးမဲ့အချိန်၄နာရီမခွဲမချင်းမှာဒီလိုကြီးပြနေမှာပေါ့နော်ဒီမှာကျွန်တော်တို့ reservation အတွက် service သူတို့ provide လုပ်လုပ်ဟို provide လုပ်ပေးထားတာမရှိပါဘူးလို့ပေါ်နေမှာအဲ့လိုဆိုတော့ဒါကြီးကမဟုတ်ဘူးအဓိကကဘာလဲဆိုတော့ okay ကိုနှိပ်လိုက်မယ်ပြီးရင်အာကျွန်တော်တို့ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်လေးနာရီမခွဲမရှင်းဘူးကျွန်တော်တို့ဘာလုပ်နေရမလဲဆိုတော့ထားပါတော့တခြားနိုင်ငံတကူကိုရွေးပြီးတော့မှစောနာကျွန်တော်ပြောစလို့လေးပဲနောက်ကိုနောက်တစ်ဆင့်ကိုသွားလိုက်အောင်ထားပါတော့အခုကျွန်တော်ဒီမှာလောက်ပြမယ်เนาะလေးနာရီထားပါတော့လေးနာရီ15မိနစ်လောက်ပါเนาะ၄နာရီ မိနစ်လောက်အထိကိုကျွန်တော်တို့ဒီအဆင့်ထိရောက်ပြီဆိုလို့ရှိရင်ကျန်တာဘာမှမလုံးနဲ့ဟုတ်ဒီတခြားနိုင်ငံတို့ကိုရွေးလိုက်မယ်အဲပြီးရင်သူ့ရဲ့တန်အောင်လိပ်စာကိုတစ်ချက်ရွေးလိုက်မယ်ပြီးရင် nation နဲ့ဆက်သွားမယ်အဲ၄နာရီ၅လောက်ရောက်ပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့နောက်ပြန်ဆုံးမယ်ဒီမှာ preview နဲ့နောက်ပြန်ဆုံးမယ် okay ဒီအဆင့်မှာလည်းဘာလုပ်မလဲဆိုတော့ preview နဲ့နောက်ကိုပြန်ဆုံးမယ် ပြန်ဆုတ်တဲ့အချိန်ညီမှာဒီလိုကြီးပေါ်သွားရဲဘလို့လောက်မှလဲဆိုတော့မဟုတ်ဘူးဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာအများဆုံးအောင်ကြည့်ကြည့်လိုက်ဒီမှာကျွန်တော်တို့အကောင့်ကအောင်ကောင်းခန့် login ဝင်ထားပြီးသားဖြစ်သွားပြီအဲ့လိုဖြစ်တဲ့အတွက်ဒါဆိုရင်ဒီမှာ login ဝင်ထားပြီးသားဖြစ်နေပြီပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်၄နာရီခွဲအတိအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်၄နာရီထားပါတော့၄နာရီခွဲအတိဖြစ်သွားပြီနည်းနည်းလေးစက္ကန့်လေးကိုနည်းနည်း15မိနစ်စက္ကန့်15စက္ကန့်လောက်အကျော်ခံလိုက်စက္ကန့်20လောက်အကျော်ခံလိုက်ခဏဆောင်းလိုက်ဘာလို့လဲဆိုတော့ ဒီလိုနီးကိုတီးတဲ့သူတွေကနေနိုင်ခွဲအတိမှာဟိုတခါတည်းကွာသူတို့တွေကလည်းအများကြီးဝင်ကြမှာအများကြီးဝင်တဲ့အခါကျတော့ဒီနေရာမှာစောင့်နေပြီးတော့မှဝင်တဲ့သူတွေအများများတဲ့အခါမှာနောက်တစ်ဆင့်သွားဖို့အတွက်လူတွေအများကြီးများသွားရဲဆိုလို့ရှိရင်အင်တာနက်လိုင်းမကောင်းတာဖြစ်စေဖုန်းကတိတ်မကောင်းဘူးဆိုလို့ရှိရင်အဲ့ဒီနေရာမှာကိုဖုန်းကဆာဗာလင်းကျသွားနိုင်တယ်ပြောမယ်ဆိုလို့ရှိရင်အမ404ပါတော့အဲ့လိုအဲဒါပေါ်နိုင်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ရမှာမဟုတ်တော့ဘူး ဲ့လိုဆိုတော့ဟိုစက္ကမိုင်းလာခုနစောင့်လိုက်စောင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကိုအကောင့်က login ဝင်ထားပြီးသားဖြစ်တယ်၄နာရီခွဲတာကိုနည်းနည်းလေးကြော်သွားပြီဆိုတာနဲ့ make your reservation တက်နေလိုက်အဲအဲ့ဆိုဒီစီကိုချင်းချင်းတက်ရောက်လာတာဟိုကျွန်တော်စောင့်တာလို့မှာ email မှာကြာပြီပြန်ထည့်ကြမလို့တော့ဘူးဒါကကိုအကောင့် login ဝင်ထားပြီးသားဖြစ်တဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့ South Asia and the Pacific ကိုပြန်ရွေးမယ်ဒီနေရာမှာကျွန်တော်မြန်မာစာကိုရွေးမယ်ကျွန်တော်ဒီမြန်မာကိုပဲရွေးမယ်ပေါ့နော်အဲ့အဲ့အချိန်ကြီးကြရင်တော့ဒီနေရာမှာတန်ယုံလိုက်စာပေါ်လာတော့ပြီအဲ့လိုဆိုတော့ကျွန်တော် ဟိုမြန်မာတော့မဟုတ်ဘူးကျွန်တော်အခုချိန်နေမှာတခြားနိုင်ငံတစ်ခုနဲ့ပြမယ်အဲမလေးရှားရွေးလိုက်မယ်ပြီးတော့ဒီမှာကိုမြန်မာဆိုလို့ရှိရင်မြန်မာကိုရေးမြန်မာတန်ရုံးလိပ်စာရွေးပြီးတော့မှကျွန်တော် next ကိုဆက်သွားမယ်အဲဒီမှာ notary ဆိုလို့ရှိရင် notary ကိုရွေးမယ်ဗီဇာဆိုလို့ရှိရင်ဗီဇာကိုရွေးမယ်ဒီနေရာမှာလေဒါအရန်လွယ်တယ်အဲတခုရှိတာကဗီဇာပဲရွေးယူ notary ပဲရွေးယူဒီနေရာမှာအမှန်လေးချက်ရမယ်အဲ့ဒါမှကျွန်တော်အောက်မှာကိုရမ်းမဲ့ပေါ်လာမှာပေါ့နော် okay ဒီနေရာထိရောက်ပြီဆိုလို့ရှိရင်ဒီမှာကိုယူမဲ့ရက်ကိုရွေးလိုက်ပေါ့နော်ကိုယူမဲ့ yes ဆိုတာထက် ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ရက်ဒီအများကြီးရွေးမနေနဲ့ပြပြီးဆိုတာနဲ့ပြတဲ့နေရာကိုတန်းနှိပ်လိုက်တန်းနှိပ်ပြီးရင်အများအဖြစ်တော့မြန်မာဆိုလို့ရှိရင်မနက်9:00နာရီပဲရှိရဖြစ်တဲ့အတွက်မနက်9:00နာရီကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးရင်ဒီခါလေးဘာမှဟိုစောင့်နေနဲ့အဲ့ဒီဟိုရက်ရွေးမယ်အချိန်ရွေးမယ်ပြီးရင် next ကိုဆက်သွားမယ်ပြီးတော့ဒီနေရာမှာလည်းကျွန်တော်တို့ဘာမှအထွေထူးအများကြီးဖြစ်ကြမလို့ဒီ ID တစ်ခုပဲဖြစ်လိုက်ပေါ့နော် ID number လေးပဲအကောင်ဆုံးကတော့ဟို password number ကိုအလွတ်ဟိုအလွတ်ချက်ထားပြီးရင် password number ဒီမှာတစ်ခါလေးဖြစ်လိုက်အာဒီမှာဖြစ်လိုက်ပေါ့နော်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင် ဒီအောက်မှာ captcha လေးရှိရဲ့အဲ့ဒီ captcha လေးနှိပ်လိုက်ဒီဒီအပေါ်က comment ကိုဟိုလုံးဝမဖြည့်နဲ့ဖြည့်ကြရမလို့309 403 okay 403ပြီးရင် record နှိပ်တယ်ဆိုလို့ရှိရင် तू က okay record နှိပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင် तू ကဒီမှာကိုယ့်ရဲ့ဝင်ထားတဲ့အချိန်တွေရက်ဒီမှန်လားစစ်ခိုင်းတယ်စစ်ပြီးတော့မှန်ပြီဆို okay နဲ့နှိပ်တာနဲ့အောင်သွားပြီအဲ့ဒါဒါဆိုပြီးပြီပေါ့နော် ဒါစီးယူတယ်စီးယူတယ်ပြီးစားယူတယ်ဆိုတာအလွယ်လေးပဲအဓိကတက်ကနစ်သိရဆိုလို့ရှိရင်ဒါအရန်လွယ်တယ်ဒါကကျွန်တော်ကတော့အခုဒါယူလို့မရသေးတာထက်တော့မယူပေးတော့ဘူးပေါ့နော်အပြီးတော့ကျွန်တော်ဒီညမှာတခုပြောချင်တာကကျွန်တော်စကားပြောတာအရန်ညံသွားလာတော့မသိဘူးပေါ့နော်ကျွန်တော်ဟိုဒီဗီဒီယိုကရိုက်မယ်ဆိုရယ်စိတ်ကူးမရှိဘူးဒီမှာလဲကျွန်တော်ညတနားကြီးကြောင်းနေပြီဒါပေမဲ့စီးပေးမှာကလည်းရက်ကကတ်လာပြီရှားလဲရစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုကိုမြန်မြန်ဆန်ဆန်လေးပဲရိုက်လိုက်တာပါကျွန်တော်ကဟို စားပြည့်အများကြီးမပေးပါဘူးစားပြည့်လည်းလုံနေတာမရှိဘူးပေါ့နော်မရှိဘူးဆိုပေမဲ့ရှိတော့ရှိတယ်ကျွန်တော်ကျွန်တော်လည်းတိတဲ့ညမတွေနည်းနည်းခင်တဲ့ညမတွေကိုပဲအတိတ်တငယ်ချင်းတွေကိုပဲကျွန်တော်ယူပေးနေတာဖြစ်တဲ့အတွက်အဲကျွန်တော်စားပြည့်အများကြီးလက်မခံပါဘူးလို့ခလေးတစ်ချက်ကြိုးပြောတော့ကြိုးပြောထားပါတယ်ပေါ့နော်တကယ်လို့ဒီဗီဒီယိုကြည့်ပြီးတော့မှမသိဘူးဆိုလို့ရှိရင် comment မှာဖြစ်ဖြစ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီ page ရဲ့ချက်ပါမှာဖြစ်ဖြစ်လာမေးလို့ရပါတယ်ဒီစီးကိစ္စတစ်ခုလည်းမဟုတ်ဘူးပေါ့နော်အကြောင်းနဲ့ပတ်သက်တဲ့အပိုင်းညာတွေအကြောင်းညာတွေအားလုံးသိကျင်နေဆိုလို့ရှိရင်လာမေးလို့ရပါတယ် ျွန်တော်ထပ်နိုင်တာလေးအတော်များများကိုအလုံးပြန်စာပြန်ဖြေပေးပါမယ်လို့ Okay အဲ့ဒါဆိုလို့ရှိရင်တော့အလုံးပဲစီးပုတ်ကနေရကြပါစီလို့ဆုတောင်းပေးရင်းနဲ့ပဲကျွန်တော်ဒီမှာဒီဗီဒီယိုလို့ရိုက်လိုက်ပါတော့မယ်